ဆရာကြီးတင်ကျွန်ရဲ့တရက်ပင်ထပ်ဆိုင်လူစိတ်မရှိတော့ပါဤစာကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးအားလေးစားစွာခွင့်တောင်းလိုက်ပါတယ်ရှင်မင်းညကလေးထန်သည် မနဲ့မိုးလင်း၍လမ်းလျှောက်ထွက်မြေပြူတွင်ခြံဝင်းတက်ကတရက်ပင်ကြီးနှချမ်းကွဲသွားပြီးတချမ်းကဘေးဘက်အိမ်ကိုရိုင်းသွားသည်တိတိကျကျသွားကြည့်လိုက်သောအခါတရက်ပင်စီထဲတွင်ခြရီကင်ထားသောကြောင့်အခေါင်းကြီးဖြစ်နေ၏ဆွေးနေသည့်ချမ်းကကွဲကျသွားခြင်းဖြစ်သည်လမ်းလျှောက်ကပြန်လာပြီးတော့မှတရက်ပင်ကိုရှင်းရတော့မည်ရှင်းရတော့မည်ဆိုတော့လည်းကိုယ်တိုင်မလုံနိုင်ရာသီကဘူချွေးကထွက်အိမ်မှာကလည်းထင်းကုန်တာကမရှိထို့ကြောင့်တစ်ပင်ခုန်နိုင်မည်သူကိုလိုက်ခေါ်ရတော့သည်ညကလေတွင်ကိုယ်တိန်နှမဟုတ် ဟိန်တော်တော်များများရှိအုံပင်တွေလည်းယာရင်နဲ့ကလည်းကျလူလူဖြစ်နေသောကြောင့်တင့်ပင်ခုတ်သမားမှာလက်မလဲနိုင်အောင်ဖြစ်နေရသည်သူကိုစည်ရင်ပေးခဲ့ပြီးနောက်အိမ်တွင်ပြန်ဆောင်နေရ၏နေအိမ်ပြီးတာနဲ့လာခဲ့မယ်တင့်ပင်ခုတ်သမားတွေက၃နာရီလောက်မှ ရောက်လာကြသည်သူတို့ဆိုင်ကန်နဲ့သူတို့ဆိုင်ကယ်ပေါ်ရင်သူတို့ပစ္စည်းတွေကျိုးကိုတွေအပြည့်ခြံဝင်းထဲဝင်လာပြီးအပင်ကိုခုတ်ရန်ခြေနေကိုကြည့်တပင်လုံးရှင်းပါလားတပင်လုံးခုတ်လိုက်မယ်ဘယ်လောက်ပေးရမလဲခေါင်းဆောင်ထင်ရသူကလိုက်လှက်ပတ်ကြည့်ပြီးငါးသားဟုဈေးဆိုသည် ဗာတတ်နိုင်မင်းဒီကိုမမလုံနိုင်ဒီကိစ္စအတွက်ပေးရတော့မည်တစ်ပင်ခုတ်သူကနှစ်ယောက်တည်းဖြစ်သူတို့မှာပတ်စိမ်မပါသို့သောလက်ဆွဲဆက်လှပါပါသည်တစ်ပင်တပင်ကိုရှင်းလိုက်ဒီမှာနိုင်ဝက်ပင်မကြာပြီးသွား၏တေကိုင်းနေကိုရှင်းပေးသည်ပင်စီကိုတံတောင်းခန့်အပိုင်းတွင်ဖြတ်တောက်ပေးသွား၏ပတ်စိမ်နေသားတွင်နေခုတ်နေလင်းအီးမြမြန်ဆန်စွာပြီးမည်မဟုတ်တစ်ပင်ခုတ်နေစဉ်မှာပင်ဖုံးတွေကလည်းလာလိုက်တာအကျဉ်းချင်းမိုးဦးလေဦးဆိုရင်လှုပ်ရှုပ်တော့တာပဲတနေ့လုံးထိုင်နေရတာအိမ်ဤပြောင်းလာတော့ဆောက်လက်စာအိမ်သေးက သူတို့ကိုလာခွန်မြန်ဤတစ်ပင်ကသူတို့ကိုအိမ်ဆောက်မြင်နေရနဲ့မလွတ်တော့ကြောင်ဖြစ်သည်ဒီနေ့တော့မလာနိုင်တော့ဘူးမနေ့ပြန်မှတပင်လုံးရှင်းပြီးတသိန်းခွဲတိခုသမားခေါ်ကြီးကလည်းမသိသူတို့ပြန်သွားတော့အခါတရက်ရွက်တွေကိုမျက်နှာချင်းဆိုင်ချမ်းနဲ့သွားပုံရသည် ထင်းအပြည့်တရက်ကိုင်းတွေကိုခုတ်ရသည်ပင်စီကိုလည်းမချောက်မီပစိန်ငါးကထင်းပေါက်ရအောင်မီတရက်သားကခြောက်သွန်းလင်းပေါက်ရမကောင်အရေးကြီးတီကခြာကိစားကျွန်တော်တိန်အလုံးစာအုပ်တွေကအပြည့် ထို့ကြောင့်ခြံတန်းရှိတရက်ပင်နှင့်ပတ်သက်သောတိရွက်တဲ့ကားနေကိုရှင်းရ၏အင်းရှိပပလက်လက်စီးတွေဖျန်းရသည်ခြရီအိမ်မော်ကို ကုလာမီကိုကြောက်ရသည်အရာရာသည်မထင်မှတ်ထားသလိုဖြစ်လာနိုင်သည်လေတိုက်သည်တစ်ပင်လက်သည်ပတ်စံကုန်သည်ကျွန်တော်ဤနေရာကိုရောက်သည့်၅နှစ်တာကာလအတွင်းထိုတရက်ပင်မှာတရက်သည့်အချိန်သာစားလိုက်ရ၏တရက်သည့်တွေကရင်ခွဲသည်အလွန်ချိုသည်ခြဆွမ်းနေသောတစ်ပင်အိုကြီးမှာအဘယ်မှလည်းအတိအားကောင်းနိုင်ပါအန်ဤ ပင်အိုကြီးသည်အကိုင်းတွေခုတ်ထားသောကြောင့်ဂျန်တို့တွင်မကြာခဏဝေဒီမှာမှန်မာဤသို့သောအတွင်းလိုက်စားပြီးဟောင်းလောင်းကြီးဖြစ်နေသောကြောင့်ယခုတော့ပြိုကျပြန်စီသွားရပြီကျွန်တော်မှာတည့်ရပင်ကိုထပ်ဆိုင်လူစိလည်းမရှိတော့ပါတည့်ရပင်ဤဒုက္ခကိုလက်တွေ့ရနေပြီကျွန်တော်အိမ်ထဲတွင်စာအုပ်ကလွဲပြီးအချားမလိုအပ်သည့်ပစ္စည်းတွေအားလုံးကိုပေးတယ်ပေးလှူတယ်လှူအကောင်လုံးလုံးဖြစ်နေသည်ဘာမှတန်ရောစင်မထားခြင်းတော့သောကြောင့်ဖြစ်သည် ။စာအုပ်တွေကတော့တန်ရောစင်မပြတ်နိုင်သေးတဲ့ပြင်ပြီးသူ့ကိုမှပေးလို့စိတ်မရှိသေး။သို့တော်မိမိဖတ်ပြီးသောစာအုပ်များမလိုအပ်တော့သောစာအုပ်များကိုစာကြည့်တိုက်ကိုလှူဒန်းရန်အထုတ်ထဲတွင်တော့ထည့်ထား၏။မိသည့်စာကြည့်တိုက်ကိုရောက်သွားမည်မသိ။အိမ်တွင်စာအုပ်စင်ကဆယ်စင်ရှိသည်။စင်ပေါ်မတင်နိုင်သေးသောအိတ်တွေကလည်းအပြည့်စာအုပ်ထုတ်ကြီးတွေဆယ်လုံးရှိအင်္ဂလိပ်စာအုပ်တွေလည်းများသည်။အတင်းလာဝဲသောသူတွေလည်းရှိ၏။ရောက်လို့စိတ်မရှိသည်ဖြင့်ညင်းလိုက်သည်။ ကိုတင်ရင်ဘာမှမကြံအောင်ရှင်းရမည်ထဲတွင်လဲစာအုပ်တွေပါဤမတင်မှတ်တာတွေကနေချင်းညချင်းဖြစ်လာတတ်သည်စာအုပ်တွေကိုကြိုတင်ပြီးခွဲရန်နေချထားရတော်မည်ဒီနေ့လားနောက်ပြန်လားဘာမှမတည်ကြသည့်ကာလတွင်ဖြစ်၏တင်ညွတ်15ရက်5လ2025ထူးဆန်းသောအတူပါဆရာကြီးညနေကျောင်းတို့ရင်ဖိုးကအင်ကိုခဏလောက်ကြွခဲ့ပါအောင်တဲ့ဘာဖြစ်လို့လဲမောင်သိတားလည်းမသိဘူးဖိုးကဆရာကြီးကိုပြောခိုင်းလိုက်လို့အေး ထမင်းစားပြီးရင်လာခဲ့မယ်လို့ပြောလိုက်ဟုတ်ကဲ့ဆရာကြီးရှစ်တန်းမှတပြိမောင်သိန်းကကျောင်းစင်းချင်းစပွဲပေါ်ရှိစားရွက်တွေကိုသိနေတော့ကျွန်တော်ကိုလာပြောချင်းဖြစ်သည်သူကအဖိုးဟုပြောသည့်ဥပမာမြင့်သည်ကျောင်းကျိုးတော်ဆောင်တို့ဖြစ်သည့်အပြင်ကျောင်းကိစ္စမှန်သမျှသာမကအရက်ကိစ္စလည်းလက်မနေသည့်တိတ်ကုံတဲ့ကြီးတို့ဖြစ်ရွာတွင်လူချမ်းသာအဆင့်ဖြစ်ပြီးအင်္ဂလိပ်ခေတ်ကတော်ကောင်းကြီးလည်းဖြစ်ခဲ့လျာသူ့ဩဇာမှာဤနယ်တစ်ဝိုက်တွင်အလွန်ကြီးသည် ရွာတွင်စားတတ်ပေတဲ့ရှားတီထဲတွင်ဥပမင်းတို့လိုခုနှစ်ဆွဲကျော်ပိုင်းနေထဲတွင် သူ့လောက်စားတတ်သူ မရှိဟုပြောရမည်ဖြစ်သည်သူကကိုရန်လောက်ထိကြောင်းနေခဲ့ပူပြီးအင်္ဂလိပ်တွေထံတွင်စီးရီးလေးအဆင့်ဖြင့်အမှုထမ်းခဲ့မှုသည်ဖြစ်ရာအင်္ဂလိပ်လိုလည်းမှွန့်နေအောင်ပြောနိုင်ဖက်နိုင်၏မြမစာနေဖြင့်လည်းသူ့အိမ်ဧကန်းတွင်ရှိသောစာအုပ်ဗီဒီယိုတွေကစာရီပေတွေကိုကြည့်ခြင်းအပြင်သူပြောဆိုသည်ကိုနားထောင်ခြင်းအပြင်သူ့အစဉ်အတန်းကိုသိနိုင်သည်ကျွန်တော်ကကြောင်းစင်းပြီးရေမှုချိုးကစားတော့ပြီးမှ ညနေမောင်လို့လူချိန်နာရွာထဲသို့ထွက်ခဲ့သည်ဥပမြင့်နေတိုင်းဒီအိမ်ဝင်းကြီးမှာရွာပြင်ဖုန်ကြီးเจ้าနေကက်လက်ရှိပြီးသူ့အိမ်ကြီးမှာဖုန်ကြီးเจ้าနေအပြိုင်ကြီးကျယ်ခမ်းနားလွန်လာပေသည်ဒိန်လုံးကိုကျွန့်ပြင်းကရိုးတွေနင်းဆောက်ထားပြီးတိုင်လုံးတွေကအလုံးအတိုင်းတွေဖြစ်၏အိမ်ကြီးကိုအစင်မြင်မြင်လှပစွာမွမ်းမံထားပြီးတိန်လုံးကိုရင်နံတွေဝအောင်တုံထားသည်ဖြင့်အိမ်မဲကြီးဟုရက်ကခေါ်ကြသည် လာစရာအဖေကဘောတက်မှာ ကျွန်တော် channel ကိုဝင်လိုက်ဒီနေ့ဥပမင်းဤသားကြီးမောင်စောလူကကြိုဆိုပြီးကျွန်တော်ကိုအိမ်ပေါ်ထပ်သူခေါ်သွားသည်ပေါ်ရက်တွင် အောင်းလင်းမိအိမ်ကြီးကိုထွန်းထားသည်ဖြင့်နေနေဥပမင်းကဂရင်ပေါ်တွင်ခေါင်းများကိုကြောမိထိုင်ကစာအုပ်တို့ဖက်နေသည်ဆရာကြွပါခင်ဗျာဟုသူကစာအုပ်ကိုပိတ်ကဘေးတွင်ချလိုက်ပြီးပြောလိုက်၏ကျွန်တော်ခြေထောက်တွေမထောက်နိုင်လို့ဒီတိုင်းနေမယ်နော်သူ့ခြေထောက်တွေကဖောရောင်နေရပါတယ်ခင်ဗျာနေသားတယ်လို့နေပါရပါတယ်ဒါနဲ့ခြေထောက်ကိုခေါ်ရတဲ့အကြောင်းကမောင်စောလူခင်ဗျာဖေး ။သားတွေသမီးတွေမြေးတွေချွေးမတွေအလုံးခေါ်လိုက်ဆန်းကွယ်။ဟုတ်ကဲ့ပြီ။သားပြစ်သူစောလူကအိမ်ပေါ်ကပြန်ရှင်းသွား၏။ဆရာဒီရွာမှာကကျွန်တော်နဲ့စကားပြောနိုင်တဲ့သူဆိုလို့ဆရာတယောက်ပဲရှိတယ်။ဒီညဆရာကိုတိုင်တယ်ပြီးပြောကြစရာရှိလို့ပါ။ဘာများလဲခင်ဗျာ။အာသူတို့လာကြပါလိမ့်မယ်။ဆရာရင်နွေးချမ်းနဲ့လက်ဖက်လေးများသုံးဆောင်ပါ။ဟုတ်ကဲ့။မကြမီသူ့မိသားစုအလုံးကြီးပါအိမ်ပေါ်တက်သူရောက်လာကဂရင်ကြီးပတ်လဲတွင်ဝိုင်းထိုင်လိုက်ကြ၏။ဆုံမီလား အဖေတမတ်ရွှေခဲတော့နွားလာရင်ပြန်မလာသေးဘူးရင်မကြည့်ဘူးဒါတွေသမီးတွေအားလုံးစုံလာစုံနေပြီအေးကဲဒါဆိုရင်ငါပြောမယ်တည်တည်ချာချာနားထောင်ဟုတ်ပြီဆရာရှင်ပါအတိုင်းတည်းပြီးပြောခဲ့မယ်သူကစကားကိုရလိုက်ချိန်တွင်အားလုံးကဂရင်းမော်ရှိသူ့ထံကိုစိတ်ဝင်စားစွာကြည့်နေကြသည်ငါတင်ရင်ဖုန်းကြီးမပင်းနဲ့တရတ်နှကုံမတင်နဲ့ငါအလောင်းကိုမီးမရှုံနဲ့ဂူမသွင်းနဲ့အလောင်းကိုမြင်းမြှုပ်လိုက်အခန်းကိုလှူလိုက်ပြီးတော့ရက်လဲလဲမလုံးနဲ့အိမ်ကိုဘယ်ဖုန်းကြီးမှပင့်ပြီးစွန့်သွတ်တာတွေမျှဝေတာတွေမလုံးနဲ့ကြလား ဒီစကားကိုဟောရီကျောင်းဆရာကြီးကိုတိုင်တယ်ပြီးပြောမယ်။အတန်ချက်ဆက်တွေပါတယ်မဖွင့်နဲ့။ဒီနေ့သိရင်အချင်းရှိရင်ဒီနေ့ချမမီရင်နောက်နေ့ချစုံရက်မရက်ရွေးမနေနဲ့ဘယ်သူမှမငိုနဲ့ငါမသားကိုမကစားစေနဲ့လက်ပေါ်ကိုခေါင်းတင်ပြီးချက်ချင်းချတင်းချရောက်ရင်မြင်းမြှောက်လိုက်ကြားလာဟုတ်ကဲ့။သားကြီးကသူ့ဖေကလေးဘေးတွင်ထိုင်ရင်းပြော၏။ထပ်ပြောမယ်ဘယ်ဖုံးကြီးမှပင့်ကြမလို့ဘူး။ငါတင်ရင်ငါဘာသာငါအေးအေးဆေးဆေးထွက်သွားမှာငါဘဝမှာမကောင်းတာတစ်ခုမှမလုပ်ခဲ့တဲ့သူဆိုတော့ငါတင်ရင်ဘယ်ရောက်မယ်ညာရောက်မယ် ဘာဖြစ်မယ်မှာညာဖြစ်မယ်ဆိုတာရင်စွဲထားကြမလို့ဘူးမင်းတို့စီလည်းပြန်မလာဘူးကျွန်တော်ကထူးဆန်းသောမာတန်းကိုနားထောင်ရင်အံ့အားသင့်နေတဲ့ပြင်ပါဆက်အဟောင်းသားဖြစ်နေမိသည်ကဲငါပြောတာနားလည်ရင်သွားကြတော့အလုပ်ရှိတာလုပ်ကြအားလုံးအိမ်မော်ကပြန်စင်းသွား၏နောက်ဆုံးအိမ်မော်တဲ့တွင်ဥပမင်းနဲ့ကျွန်တော်နှစ်ဦးသာကျန်ရည်သည်ဆရာရင်နွေးလေးတစ်ခွက်လောက်ကမ်းစက်ပါဗျာကျွန်တော်ကသူ့ကိုရင်နွေးတစ်ခွက်ကမ်းပေးလိုက်၏သူကရင်နွေးကိုမှုတ်တောင်းရင်ဆရာကျွန်တော်တင်ရင်မာခဲ့ကျင်တာတွေကိုဆရာကိုတိုင်တယ်ပြီးမာခဲ့ရတာ ကျွန်တော်မပါလို့တိုင်တယ်ဒါလဲခင်ဗျာအဲကျွန်တော်မကြိုက်တာတွေသူတို့လုံမှာစုလို့ပေါ်စရာကြီးဆရာကြတော့ကျွန်တော်အင်္ဂါသားသမီးတွေအားလုံးနှိပါလောက်ကိုစာသင်ပုသူဆိုတော့ကျွန်တော်မရှိရင်သူတို့ကြောက်ရမယ်သူဆိုလို့ဆရာပဲရှိတယ်လေဥယျာဥမာတာတွေကဆန်းလို့လို့ကျွန်တော်ဘာပြောရမှန်းတော့မသိတော့ပါဘူးခင်ဗျာဘာဒီများဆန်းနေလို့လဲဆရာဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဥစကားကဆန်းမနေဘူးလားဗျဥသိရင်ဖုန်းကြီးတဲ့အိမ်လာစေနဲ့တရဏဂုံမတင်နဲ့ဆုံးမတွနဲ့အမျှမဝင်နဲ့ဆိုတာကအစိုးရလုံးရမနေဘူးလား တို့ညာကကျွန်တော်နေဥပမင်းတို့ညင့်သက်သည်ထိဆွေးနွေးကြပါသည်ဆွေးနွေးကြသောအကြောင်းအရာများမှာပညာတဲ့စာလွန်ဖတ်သောသူတို့ဖြစ်သည့်အားလျော်စွာအလွန်ကြိုးကြောင်းသင့်လျော်သည်ဟုဆိုတော့လဲကျွန်တော်ချရည်ရမဖြစ်နိုင်ပါဥပမင်းကိုကျွန်တော်ကဗုဒ္ဓဘာသာကိုအလွန်ကန်းဆိုင်သူတို့ဟုထင်ထားတော့လဲထိုညမှာတည်ရသည်မှာသူဒီဘာသာမဲ့သူဖြစ်နေခြင်းပင်သူအိမ်ပေါ်ရက်တွင်ဘုရားရှင်မရှိမှန်းထိုချင်းကြောင့်မှကျွန်တော်လက်သတိထားမိကျွန်တော်မထင်မှတ်လောက်အောင်ဖြစ်ခဲ့ရသည်ဥပမင်းသည်ဖုန်ကြီးကြောင်းတိမ်ကြီးကိုပြင်ဆောက်ပေးရရင်တူးတဲမှဒီကအကုန်ကြခံဆောက်ပေးသူဖြစ် ကျွန်တော်အကြောင်းတွင်လည်းအိမ်သားလေးလုံးကိုသူတူးတဲ့ကုန်ခံကဆောက်ပေးသည်။ရွာနေရွာချောင်းကူတရာကိုလည်းသူပဲဆောက်ပေးခဲ့၏။နှစ်စဉ်ရွာဦးပြပွဲတွင်ပွဲကားမီဆိုလည်းလည်းသူကအများဆုံးထုတ်ပေးတတ်သူဖြစ်သည်။ကောင်းမှုကုသိုလ်ကိစ္စမှန်သမျှလက်မနေသည့်ဥပမင်းကအကျွန်တော်ဘာမှမကိုးကွယ်ဘူးစရာ။ဒါမဲ့သားသမီးတွေကိုတော့သူတို့အမိသဘောဆိုပြီးခွင့်ပြုပေးထားတယ်။ဒါကြောင့်ကျွန်တော်အိမ်မှာအဲကျွန်တော်နေတဲ့နေရာကပြားစင်မရှိဘူး။ကလေးတွေနဲ့သူ့အမိနေတဲ့နေရာအောက်ထပ်မှာပြားစင်ရှိတယ်။ဒီအိမ်မှာကျွန်တော်တယောက်ပဲဘာမှမကိုးကွယ်တာ။ ကွယ်လွန်သွားတယ်ကျွန်တော်မိမကတော့ဗျာကဘာပေါ်မှာကိုယ်ဝယ်လို့ရတာမသိများသူကိုယ်ခွဲတာပဲဗျာသူကအားရပါရအော်ရည်နေသည်ညင်းနေသွားပြီဖြစ်တဲ့ပြင်ကျွန်တော်သူ့ကိုနှုတ်ဆက်ပြီးပြန်ခဲ့သည်သူ့နောက်ဆုံးစကားမှာဆရာကြီးမြတ်စွာဘုရားကတော့တည်ဆုံးသွားတဲ့သူတွေထူးသဖြင့်တော့ပေဒပေါ်မှာရောက်နေတဲ့သူတွေအတွက်ဆွေမျိုးသားချင်းတွေကကာမှုကုသိုလ်တွေပြုလုပ်ပြီးမျှဝေတဲ့အခါသာဓုခွန်နိုင်သူခံစားနေရတဲ့ဆင်းရဲဒုက္ခကနေလွတ်မြောက်နိုင်တယ်လို့ဟောကြားခဲ့တာနော်အဲ့တော့ပေဒပေါ်မှာရောက်နေတဲ့သူတွေအတွက်ပဲဗျာ ဲကျွန်တော်သင်ရေပေဒပုံရောက်မယ်လို့ဆရာထင်လားဖြစ်မှာဥခင်ဗျာဥကကောင်းမှုတွေအများကြီးလုပ်ခဲ့တဲ့သူပဲဒါကြောင့်ပြောတာကျွန်တော်ကပေဒပုံရောက်မယ်သူမှမဟုတ်တာသူတို့ပြောနေတဲ့နှက်ပြီးသူမဟုတ်လူပြီးပြန်ရရင်လည်းအမျှတွေဝေကောင်းမှုတွေလုပ်ပေးနေတာလကားဖြစ်တော့မပေါ်ဒါကြောင့်ကျွန်တော်သင်ရေအေးအေးဆေးဆေးပဲသွားပြရစီဆရာကျွန်တော်သူနည်းအငင်းခုံမလုပ်ခဲ့ပါသူလည်းလွတ်လပ်စွာယုံကြည်ခွင့်မယုံကြည်ခွင့်ရှိသလိုကျွန်တော်ဒီလည်းကျွန်တော်ခံယူချက်နဲ့ကျွန်တော်ဖြစ်သည်သူနည်းကျွန်တော်ထုံညာက၈နာရီခန့်အထိစကားတွေပြောနေခဲ့ခြင်းသည် ျွန်တော်တို့နှစ်ယောက်တွေ့ဆုံကြရသည့်ကာလအတွင်းအချိန်အကြာဆုံးပြောဆိုကြရခြင်းဖြစ်သည်နောက်၃ရက်ကြာတွင်ဥပမင်းကွယ်လွန်ပါသည်ကျွန်တော်သူတည်ဆုံကြောင်းကြောင်းကြားသည့်ချိန်တွင်အင်းတို့ရောက်သွားခဲ့၏သူကွယ်လွန်ချိန်မှာမနက်၈နာရီခန့်ဖြစ်သည်ဖြင့်နေချင်းအတုပါချရန်စီစဉ်ကြပါသည်ကျွန်တော်ကအင်းဦးကန်ဥပမင်းလောင်ကရင်ဘေးတွင်ထိုင်နေ၏သားရီသမီးတွေဘာလို့မြည်နီးဆိုသည်ကိုကြည့်နေသည်သူတို့အဖေမှသည်တိုင်းပင်နေချင်းချ၏ကျွန်းခေါင်းကြီးကိုဖုန်ကြီးချောင်းသို့လှူသည်မြေမြုပ်သည်ကြိုသည်မြည်သည့်ဖုန်ကြီးကိုမှပြင်ချင်းမရှိ လိုက်ပို့သူကလည်း၁၀ရောက်လောက်သာရှိသည်ရွာထုံးစံအရာတေးလင်းတစ်ပတ်ခန့်ထားရသည်ဖြစ်ရာမတင်မဲ့သောအတူပါကြောင့်ကိုယ်တိုင်လိုက်မပို့နိုင်ကြခြင်းဖြစ်သည်ရက်လဲရက်လဲစွန့်ကြွေးမကြွေးတန်ချက်ဆက်လဲမထောင်သူ့ဝင်မာသည့်အတိုင်းကျောင်းကိုလာပြီးကျောင်းရှိကလေးတွေအားလုံးကိုစက်သားဟင်းပဲဟင်းကပိကြော်တွေနဲ့ထမင်းလာကြွေသည်ဖုန်ကြီးကျောင်းကိုစွန့်ကြိုင်ပို့သည်ကျွန်တော်ဘဝတွင်ထူးခြားဆုံးသောအတုဘတစ်ခုကိုကြုံတွေ့ခဲ့ရခြင်းဖြစ်သည်တင်ညွတ်73ရက်6လ2025 ။နောက်များမှာလည်းဆရာကြီးတင်ညွှန်ရဲ့စာများကိုဖတ်ရှုတင်ဆက်ခြင်းမှာသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ကြပါ။